2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်သမရနှင့်ကာကွယ်ရေးဦးစီးချုပ်တို့လာပေါင်းအတန်ကြာလက်မခံပဲလစ်လူရှုထားခဲ့ရာကအခုလုံမမြုံလင်းပဲ6ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြစ်လာတာဟာ90ရာခိုင်နှုန်းကျော်အောင်မြင်နေပြီလို့6ပွင့်ဆိုင်မှာပါတဲ့ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌဒေါက်တာအိမ်မောင်ကဧပြီ10ရက်နေ့မှာပြောခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ကရော6ပွင့်ဆိုင်တွေ့ဆုံမှုအပေါ်ဘယ်လိုသဘောထားသလဲ6ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဟာ ဖွဲ့စည်းပုံပြင်ဆင်မှုအထူးကဖြစ်တဲ့ဆိုတဲ့ချင်းကပ်မှုမျိုးနဲ့သူတို့ဆွေးနွေးတဲ့အခါမှာသမရဦးသိန်းစိန်ကသဘောပေါက်သွားပြီးသူ့အနေနဲ့ဆွေးနွေးဖို့ဘာတစ်ခုမှပြင်ဆင်ထားခဲ့တာမရှိလို့နောက်တစ်ခေါက်မေလ17ရက်မတိုင်ခင်ထပ်မံတွေ့ဆုံတဲ့အခါမှသာသူ့အနေနဲ့ဆွေးနွေးဖို့ပြင်ဆင်ထားမယ်လို့ပြောဆိုခဲ့တယ်လို့ဒေါက်တာအေးမောင်ကဆိုပါတယ်ကျွန်တော်တို့ချင်းကပ်ပုံက6ပွင့်ဆိုင်နဲ့ထင်ခဲ့တာဒီသဘောတော့ပေါက်သွားတယ်48ပွင့်ဤထိရောက်မှုနဲ့6ပွင့်ဤထိရောက်မှုဒီသဘောပေါက် ဲ့တုပကပြင်ဆင်မှုကိုမပါပါဘူးဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့အမူနဲ့အခုဘက်က48ဥပထွေထွေနိုင်ငံရေးပြဿနာဒီကောက်ပေါ်နဲ့ပတ်သက်တဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ဆွေးဟာလေးနဲ့ရိုးခဲ့တဲ့ချင်းဒါမဲ့၆ပွင့်ဆိုင်ရေးဒီကဥတည်မှုဒီပြည်တော်စုဖတော်ကအဆိုပြုတဲ့ဖွဲ့စည်းပုံဆိုင်ရာအချက်ကြီးကိုဖြည့်ရင်းဖို့ဒီဘောင်ဆန်းစုကြီးကလည်း၆ပွင့်ဆိုင်တွေ့ဆုံပွဲမှာနောက်ထပ်ဆွေးနွေးပွဲလုပ်တဲ့အခါချိန်စရာတတ်မှတ်မှုနဲ့ ဆွေးနွေးရမယ့်အကြောင်းအရာအဂျန်ဒါရီကိုအသေးစိတ်ဆွေးနွေးဖို့တင်ပြခဲ့ပြီးဆွေးနွေးမှုအပေါ်ကျင်းတဲ့ပုံပေါက်သလိုရှင်ရှင်ပြတ်ပြတ်ရှိနေတယ်လို့သူကမှတ်ချက်ပေးပါရယ်။ဖွဲ့စည်းပုံပြင်ဆင်ရေးမှာဘယ်လိုပုံမှန်ရေးဘယ်လိုအပေးယူလုပ်ပြီးညှိနှိုင်းပြင်ဆင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီးအားလုံးမျှော်လင့်တဲ့ရလဒ်တစ်ခုရလာနိုင်ပါတယ်လို့ဒေါက်တာအေးမောင်ကပြောပါရယ်။ဒါအပေးယူတဖို့မှာလေ။ဘာတွေကိုမရရင်ဘာဖြစ်မလဲဆိုတာကျွန်တော်တို့ပြောလို့မရဘူး။ဒါကလေးပဲအပေးယူလို့ပါမှာ။ဘာတွေကိုအချို့တင်လို့ပါမှာ။ ဒါပေမဲ့ကျွန်တော်ထင်တယ်ရလက်တစ်ခုကိုဆက်လာဟုတ်ကဲ့ကျွန်တော်တို့မှာဆိုအသေးစိတ်အခြေခံကဏ္ဍ၄ခုနဲ့ပါလာတယ်။ဘာကြောင့်စီမံတဲ့တည်ထောင်ကြည့်လို့ဒီမှာလဲ။အဲ့ဒါနဲ့ပတ်သက်တဲ့ကဏ္ဍအားလုံးနဲ့ပတ်သက်တဲ့ပုံမှန်တွေဘာ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 အပြင်ပြဖို့ဘယ်လိုပြင်ပေးရမလဲနောက်ဆက်တင်မှာ။ကျွန်တော်တို့ကအစိုးပြုထားဆိုလည်းပဲထွေထွေသဟဇာတာဖြစ်ရင်းဆိုရင်အပေးယူလို့ဘေးပုံမှန်ဘေးပုံမှန်ကိုအဓိကအပေးယူလို့ထားပါဆိုထားပြီးသို့တော့ကျွန်တော်တို့တိုင်းသားများတောင်းဆိုတဲ့စီမံတဲ့တည်ထောင်ခုတစ်ခုဖြစ်အောင်စဉ်းစားပြီးပါ တိုင်းရင်းသားတွေအားလုံးရဲ့သဘောထားဖြစ်တဲ့ခေတ္တတဟဇတဖြစ်ရေးအတွက်စစ်မင်းရဲ့ Federal ကြီးထောင်စုကိုအစိုးရဘက်ကလက်ခံခဲ့ပြီးဖွဲ့စည်းပုံပြင်ဆင်မှုတွေလုပ်မယ်ဆိုရင်အပေးအယူလုပ်သွားမယ်လို့သူ့အနေနဲ့ထည့်သွင်းဆွေးနွေးခဲ့တဲ့အကြောင်းဒေါက်တာအေးမောင်ကပြောပါရယ်မြန်မာအစိုးရပြောခွင့်ရပုဂ္ဂိုလ်ဦးရဲထွတ်က၆ဘွန့်ဆိုင်ဆွေးနွေးပွဲမှာအချက်၃ချက်ကိုသဘောတူခဲ့ပြီး2015အထွေထွေရွေးကောက်ပွဲတွေအေဂျင့်တည်ငြိမ်စွာကျင်းပနိုင်ဖို့ရွေးကောက်ပွဲမတိုင်ခင်နဲ့ရွေးကောက်ပွဲလွန်ကာလတွေမှာ တင်းငင်အေးစက်မှုအရေးကြီးတဲ့ channel ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာတွေကိုနောက်ထပ်၆ပွင့်ဆိုင်ဆွေးနွေးပွဲမှာဆွေးနွေးကြဖို့သဘောတူညီချက်ရရှိခဲ့တယ်လို့ဆိုပါရစေ။ချက်ကုန်ရက်ကျွန်တော်တို့ဆွေးနွေးပြမှာဘောတူရတဲ့အဲကတော့ကျွန်တော်ဆွေးနွေးပွဲရဲ့ framework နော်ခြေခံနဲ့ခြေခံတို့ဆွေးနွေးပွဲအကြောင်းအရာတွေပေါ်မှာကျွန်တော်တို့ဘောတူပြပါမယ်။ဆွေးနွေးပွဲကျင်းပမယ်ပုံစံကိုကျွန်တော်တို့ format ကို ဘောလုံးပြပါလေနောက်တစ်ချိန်ခတ်ပြောမှာပြည့်စုံမဲ့ချိန်သမချက်ကိုဘောလုံးပြပြုလို့ချိန်ကောင်းပြီးစီရင်လွတ်လပ်ပြီးတရားရတဲ့ဒီကောက်ပေါ်ချိမခြင်းနဲ့ဒီကောက်ပေါ်လို့ကာလဒီနေ့ဒီတိုင်းအိသတ်တဲ့ပုဒ်ပြမှာအဆူဒီကိုဘောလုံးပြရအောင်